business and economy president trump ကိုအတားလေးအနိုင်ယူရတဲ့နိုင်ငံဘယ်နိုင်ငံရဲ့ဘလိုမျိုးအနိုင်ယူရတယ်ကဘာပတ် american minena stock option စီးပွားရေးပညာရှင် channel ကကျေးဇူးပါတယ်ဘယ်နေရာကြည့်နေခုမအမရင်လာပါဒီ dip stock စီးပွားရေးနေ့တိုင်းပတ်မှာခုံပြီးတော့တက်သွားတက်ပြီးတော့ပိတ်ခန်းကြီးကြောင်ပြန်ပြီးကြာပြီးပိတ်သွားတယ်ဒါထူးခြားတဲ့ဖြစ်ရပဲ nasdaq ကကြည့်တဲ့ မလပိုင်းမှာဖွင့်တဲ့ခါမှာစိတ်တယ်ပြီးတဖြည်းဖြည်းကြာသွားနေ့လယ်ပိုင်းကျတော့ဆက်တန်တားရောက်ကြအောင်ခုံတက်သွားတက်ပြီးရောတက်တက်တက်ပြပိတ်ခံကြည့်ကြအောင်ပြန်ကြာသွားအာဒူးကြတာအတူတူပဲเนาะဒေါင်းကြိုးရကြည့်တဲ့ဒေါင်းကြိုးရအဲ့လိုပဲကြာတယ်ပြီးတော့တက်တယ်ကြာတယ်အဲ့ရောရရတူတယ်ကြည့်ရမှာဆိုရင်အာဘလောက်မှတိတ်ပြီးရောမကြမ်းတော့2.42ပဲနောက်2ရက်တော့ဆိုရင်ဒါလောက positive ဖြစ်တော့မှာမကြမီ last step ဆိုကြည့်ရ last step ဆိုရင် sell points ရိုးတူပန်းကျန်တော့တယ်เนาะအဲ့ဒါပြောတာနောက်9ရက်8ရက်လောက်ဖြစ်နေဆိုရင် positive ဖြစ်လို့များ SMB 5ပဲ2.49ပဲနောက်9ရက်လောက်ဆိုရင် positive ဖြစ်အဲ့ဒါကြောင့် never miss damn best trading day ဆိုပြောတာ stock ဈေးကွက်မှာအကောင်းဆုံးเนาะတစ်နှစ်မှာအကောင်းဆုံး yes ရရှိအဲ့ yes ရရကိုလွတ်သွားမှဆိုရင်တော်တော်လေးနစ်နာပါလေအဲ့ဒီတော့ ဒီနေ့ထူကြတဲ့ဖြစ်ရည်တွေကိုကြည့်မယ်ဒါအရန်ထူကြဖြစ်ရည်တခုကြောင့်ဒီလိုမျိုးဖြစ်သွားတာ USA နဲ့ UK နဲ့ trade agreement လုပ်ခဲ့တယ်နော် President Trump နဲ့ UK Prime Minister Starmer နဲ့ agreement လုပ်တယ်အမှပြောမှာဆို tariff agreement မှာ trade agreement မှာ tariff agreement ဒါပေမဲ့လူက trade လို့မခေါ်ကြနော် Donald Trump ကတော့ဒါ messed up လို့ပြောတာအကောင်းဆုံး อ่า US UK trade agreement ตัวပြောတာอ่า US นี่ตัวအကောင်းဆုံးပေါ့လေအဲတကယ်ဟုတ်လားဆိုဆက်ပြီးတော့ကြည့်ကြမယ်เนาะ Sky News reporter သူ့ကို challenge တော့သူကအကောင်းဆုံးပြောတာတော့အကောင်းဆုံးဟုတ်လားဒါနည်းနည်းလေးပဲရှိရယ်ဆိုပြီးတော့ပြောတယ်เนาะဘာမှတိတ်ပြီးမထူးကြအောင်ဆိုပြီးပြောတယ်အဲရော president အကောင်းဆုံး mess တော့တယ်သူကပြန်ဖြေတယ်เนาะထုံးစံတယ်မဟုတ်ပြီးတော့ဒီ Lipsky เนาะ Athletic Council ပညာရှင်ကပြော US UK trade ရတဲ့ limited scope အရင်အရင် limited ဖြစ်နည်းနည်းလေးပဲတည်င်းကောင်းတော့မဟုတ်တည်င်းအကောင်းမဟုတ်တည်င်းပိုကောင်းလာပါတယ်ဆိုတော့ UK အတွက်ပိုပြီးတည်င်းကောင်းလာသူကပြောတာနောက်ဆရာတရားကြည့်တယ် data နဲ့ကြည့်မျိုးပြောမယ်ဗီဒီယိုအစုံမှာကြည့်သွားရဆိုရင်ပလေးတက်ကိုကောင်းကောင်းကိုယ်တိုင်ဆုံးဖြတ်နိုင်ပါမယ်เนาะဘယ်သူနိုင်သွားတယ်ဘယ်သူကအตายရဆိုတာသိပါမှာဖြစ်ပါလေဒီလိုမျိုးစီးပွားရေးနဲ့ပတ်သက်တဲ့ ပညာတွေ stock share နဲ့ပတ်သက်တဲ့ပညာတွေရကြဆိုရင်ဒီ channel ကို subscribe လုပ်ထားပါ။ Okay UK က import တွေလုပ်ကြတယ်။ USA က UK ရဲ့ import လုပ်တဲ့ partner အများဆုံးပဲ။နော် UK 12.9% import နဲ့ USA က PC တွေ။ PC တွေပါမယ် service တွေပါမယ်အကုန်လုံးပါ။ Germany ကဒုတိယ။ Germany က10.1%အေးဒါဆိုမစိုးပြမယ်။ distance ဆိုကြည့်ရမစို့ဂျာမနီကကုန်းတွေပါရှိနေတယ်အာဒါပေမဲ့ US ရဲ့ပစ္စည်းပိုပြီးဝယ်ရဆိုမစိုးနောက်ခုကြည့်ရမစို့အေး UK ရတယ် USA ကို export လုပ်တယ် USA ရတယ် UK ရဲ့အကြီးမားဆုံး export market 16.1% export market နော်ဒုတိယကဂျာမနီဂျာမနီကို8.8% UK ရ export လုပ်တယ်အဲ့တော့ UK ရဲ့အကြီးမားဆုံး import ဒါလည်း USA က เนาะ UK အကြီးမားဆုံး export လုပ်တဲ့ market ကလည်း US ရ။အင်းဒါမှတ်ရလွယ်တာပေါ့။ Okay အဲ့တော့ကြည့်လာမယ်။ UK ကနံပါတ်ဘယ်လောက်မှာရှိလဲ။เนาะ US နဲ့ trading partner ကြည့်လာမယ်ဆိုရင် UK ကနံပါတ်အဲ့မှာရှိအဲ့မှာเนาะ1 to 7 7အောင်မရှိသေးဘူး။အဲ့မှာရှိအဲ့မှာ export က79.9 billion import are 68.1 billion trade surplus ဖြစ်တယ်ပြောရမှာဆိုရင် USA က UK ကိုပို့ပြီးတော့တင်ပို့လာများတယ်ညော UK ကနေ USA ကိုတင်ပို့ဟာနည်းနည်းပုံနဲ့နည်းနည်းလေးမှပြောပါလောက်ပါမယ်နော်အလဲပေါက်1 billion ဆိုဘာမှမပြောပါလောက်အဲ့ဒါကြောင့်ဘာကြောင့် President Trump က UK ကိုအနိုင်ပေးလိုက်ရတယ်အလျှော့ပေးလိုက်ရတယ်နော် UK ကအသာလေးအနိုင်ယူပါတယ် ဘာကြောက်လဲဆိုတော့ဆက်ပြီးကြည့်မယ်ဒီမှာကြည့်ရ US နဲ့ Ukraine trade က2022ကနေပဲရှင်းရမှာဆိုရင်အစက Ukraine ကအာ USA က Ukraine ကို export အားလုံးနေမမြအောင်ဒီအဝါရောင်နေနေမောရောင်လိုင်းနေနောက်ပိုင်းကျမှ USA က UK ကို export လုပ်ပို့ပြီးတော့များပါဒီနှစ်ကြာမှာ ပိုပြီးများပါ2016တောင်းကြောင်စပြီးပိုများပါဒီမှာကြည့်တာကိုဗစ်ဖြစ်သွားများတယ်အခုတော့တောက်ချက်ပိုများလာ UK က US ပြည်စီပိုပြီးဝယ်တာပေါ့နော်အဲ့လိုပြောမှာဆိုရင်ဘာတွေများထူကြတယ်အခုမှတော့တူတစ်ဖက်သဘောတူညီရဘာတွေသဘောတူညီရ USA က UK ရဲ့ steel နဲ့ aluminum အခုကောက်ထားတာနော် တွင်းကုံအခုကောက်တာယူခရနေဘစတီနဲ့အလူမီနီယံဝယ်တယ်တွင်းကုံထောက်ကောက်ထားတဲ့ဟာတွေကိုရှော့လိုက်တယ်ကားဝယ်တန်ပါစတီရှော့လိုက်တယ်နော်အဆောက်အအုံယူခရစတီနဲ့အလူမီနီယံလေဆိုရင်25%ကောက်ထားတာတွင်းကုံအခုကတော့ဆိုရင်လုံးဝဖြုတ်ပစ်လိုက်တဲ့ပုံမှာရှိရလုံးဝဖြုတ်ပစ်လိုက်မရှိရောအားရောဘဒူနာဝရတယ် US ကစတီးနဲ့အလူမီနီယံထုတ်တဲ့စက်ရုံတွေနာတာပေါ့ဟုတ်လားမအခဲ UK ကပစ္စည်းရပို့ပြီးတော့တက်တာဆိုရင် US ကအဲ့ industry အလူမီနီယံနဲ့စတီးကစိုးရိမ်စရာပဲနော်ဘယ်သူမှမပွဲတော့မှာမဟုတ်ပြီးတော့ကားရတဲ့အရေးပေါ်ဆို27.5 5%ရှိတာ27.5%အခွန်ကောက်လာ UK ကားရတဲ့ US ကိုတွဲလာတယ်အခွန်က27.5%အခု10%ဖြစ်တော့တယ်ဟာ US ကကားကုမ္ပဏီနဲ့နာပြီနဲ့နာပြီ เนาะနင့်တာမိโอเคအဲ့တော့ US ကအကျိုးမြတ်အများကြီးပြန်ရရမှာမို့เนาะဆက်ဆက်ကြစောင့်ကြည့်တယ်ဘာဖြစ်လို့ဆိုတော့ President Donald Trump အရန်တော်တယ်မလား negotiate လို့အရန်တော်လေအရန်တော်ရဆိုအများကြီးများပြန်ရမလားကြည့်ကြမှာ Okay အာဒီမှာကြည့်မယ် Okay UK က USA ethanol ethanol နဲ့အမဲသားတွေကိုအခွန်ဖယ်လိုက်တယ် โอเค โอเคအအမဲသားရောက်တဲ့လူတွေနေသမားတွေအတွက်ဝမ်းသာစရာပဲเนาะအင်တာနက်ဝမ်းသာစရာပဲဟောအဲ့ဒါဆိုတော့စက်ကြည့်တယ်မှာဆိုရင်တက်ပါဆယ်တော်ရှိနေလို့မှာအခုပေဖယ်တော့ဆိုတက်ပါဆယ်တော်ရှိနေမှာเนาะကြံတဲ့ပစ္စည်းအားလုံးတက်ပါဆက်တက်ပါဆက်ရှိနေလို့မှာကားအခုနေသွားပြီထွက်မှနေပြီးတော့ UK ပေးတယ်လားကားအခုကတက်ပါဆက်မရှိတော့လေเนาะပြီးသွားရင်ဟိုအလူမီနီယံကလောကပျောက်သွားတယ် ဘယ်မှမရှိတော့ UK ကအမေရိကန်ရဲ့နွားသားတွေကိုအမေသားတွေကိုအခွန်လျှော့လန်တယ်။ Okay စက်ကြည့်မှရော့အခုအခုချိန်ဘလောက်တတ်မှတ်ထားလဲ။နော် UK export အရင်ကဆို25%ရှိအခုလက်ရှိပေါ့ဒီနေ့ဒီနေ့ထွက် agreement သူလက်မှတ်လေးပါမထိုးရသေးဘူး။နော်တော့မကြာမီလာရင်လာနိုင်မယ်။အခုလက်ရှိအခြေအနေကတော့25%ကောက်နေတယ်။ UKR နေပြီးတော့ steel နဲ့ aluminum US ကိုတင်လို့မှဆိုရင်25%เนาะ US ရနေပြီးတော့ twin import tax ကောင်းတယ်ကားဆိုရင်25%ပဲကျန်တဲ့ဟာရအားက10%เนาะစေးဝါးကြောင့်0%เนาะ0% okay အဲ့တော့ဒီ25% 0ဖြစ်သွားလို့ဆိုတော့ UK ကအများကြီးရသွားတာပေါ့เนาะ25%ကားနေပြီးတော့10%ဖြစ်သွားလို့ဆိုတော့ UK ကအများကြီးရသွားတယ်เนาะအများကြီးရပါ UK private ဆိုတော့တော်တော်တော်ပါပဲပြီးတော့ UK က export ဘလောက် US ကအကြီးမားဆုံးဈေးကွက်9 billion 9 billion ဆိုတော့တိတ်တိတ်နဲ့မဟုတ်တော့ဥပမာ Belgium လိုမျိုးဟိုဒီမှာဆိုပင်တစ်ရှိပင်တစ် French France ကအရန်နဲ့တယ်နော်အရန်နဲ့တယ်ဆိုရင်အခုအများကြီး short ပေးတာဆိုရင်ဒါ US ကအေး smart ဖြစ်တဲ့ခေါ်နော်ဒါမစိုးနဲဟာလို့ short ပေးအခုက US ကို UK ကရောင်းချတဲ့ကားက9ပြည်နဲ့ပထမဆုံးဈေးကွက်တော့အဲ့ရောစဉ်းစားကြည့် အခွာရှော့လာမှာဆိုရင် UK ကကားတယ်အများကြီးဝယ်လာတော့မှာ US ကကားကုမ္ပဏီဒုက္ခမရဘူးလားဟာဟာဟာအဲ့ရော US ဘာကျိုးရှိတယ်ဆက်ပြီးတော့ကြည့်မယ်ဆက်ပြီးကြည့်မယ်နော်ဒါဘဒူးမှမပြောတာကဘာပတ်အမေရိကန်မိနေတာစီးပွားရေးပညာရှင်ပဲပြောနိုင်တယ်ဘဒူးမှမပြောဘူးနော်ကဲအဲ့ရော UK ကကားတွေ US ကကားတွေကို UK ရတယ်တင်တွင်းတယ် ဘယ်တော့ပဲတင်သွင်း0.8ဘီလီယံပဲကြီးလိုက်ဆယ်စားကျော်တော့နော် UK ကနေကားတွေကို US ရောင်းဝယ်တာက9.8ဘီလီယံပေါင်ဒ် UK ကနေပြီးတော့ US ကားဝယ်တာ0.8ဘီလီယံပေါင်ဟာ US စီးရနေပြီးတော့ UK ဝယ်တာနည်းနည်းလေးပဲနော် US က UK UK စီးရဝယ်တာအများကြီးပဲโอเคအဲ့တော့ UK ကကားအရင်ကအခုလျှော့တာနော် US ကားတွေကိုအခုနေကောက်ထားတယ်အခုလျှော့တာ မလျှော့ဘူးဟာမလျှော့ဘူးအဲ့တော့ကားဆိုတန်ဖိုးကြီးပြစင်းတော့တန်ဖိုးကြီးပြစင်းအခုလျှော့လိုက်ဆိုနည်းရမော24.5%တန်မာဆက်ဆို14.5%နည်းရမော cardis ဆိုရင်နော်15ပါဆက်ပဲထား15%ဆိုရင်100ဆိုရင်15ဒေါ်လာ1000ဆိုရင်150 1000ဆိုရင်1500နော်1000ဆို1500 2000ဆို3000အဲ့တော့ဒေါ်လာ2000တန်ကားမထောက်3000 3000တတ်တာပါဘီ3000 3000 US ရအခုမရတော့ဒီ import tax ဆိုတာ US ရစားသုံးသူတွေဆီရနေပြီးတော့အဲ UK ကားဝယ်မယ်ဆိုရတယ်ဒီ3000 3000အမြဲတမ်းပေးရမယ်အဲ့တော့ US အစိုးရရတယ်အခုလည်းမရဘူးပြောရ UK ကားရဲ့ဈေးကနှဲဝါးတဲ့ကြောင်း USA ကားနေတဲ့ရှင်းလို့ရပါမယ်ရှင်းရပါမယ်ဆို USA ကားကုမ္ပဏီတစ်ခွမရောက်တာ ေချာစဉ်းစားနော်ညစဉ်းစားနော် okay အဲ့တော့ UK အခုလက်ရှိအခွန်ကောက်လာ US ကခွန်ကောက်လာ US က twin ကုန်တွေကို UK ကဘာလောက်အခွန်ကောက်လာကားတွေကို10%ကောက်ထားတယ်မလျှော်ဘူး0%မဖြစ်ဘူး10%ပဲညီတူပါပြီညီတူပါပြီအာအမဲသားတွေကို12%ကောက်အမဲသားတွေကတော့အဲလုံးဝ short တယ်ဟုတ်ကဲ့အဲ့တော့အမဲသားတွေ US ကနေပြီးတော့ UK ကိုတင်ပို့တာအများကြီးဖြစ်မှာပေါ့နော် ဒေတာကြည့်မယ်ဒေတာတွက်ကြည့်မယ်ပလိတ်တော့ရအောင်အောင်ဝါနေမယ် digital test service 2%ဒါပါမပြောဘူးအာ water လည်းပါမပြောဘူး chicken လည်းပါမပြောဘူး wheat ဒါလည်းပါမမပြောเนาะအဲရော UK ကနေပြီး US စီကဘလောက်ဝယ်တယ်အမဲတာ32 million ပဲဝယ်တယ်32 million ပဲအမဲတာဝယ်တာနှစ်တန်းနှစ်တန်းအဲရောကား USA ရာနေပြီး Ukraine ဝယ်ဘယ်လောက်9.8 billion pound နော် billion pound တော့နည်းတာမဟုတ်တော့ billion pound တော့ UK ရာနေပြီးတော့ USA စီရဝယ်ရဘယ်လောက်ပဲရှိ32 million အဲ့ဒါကိုအခွန်ကအမဲသားဆိုအဲ့လောက်တန်မှုကားလောက်တန်မှုမရှိဘူးဟုတ်တယ်မလားငွေခန်းလိုက်နွားကောင်ကကားလောက်တန်မှုရှိဘူးအသားရရနော်32ပြီးတော့အမောက်ကလည်း32 million ပဲအဲ့ရော့ 12%ကနေ0%ဖြစ်တော့ဟုတ်ပါပြီဒါပေမဲ့ UK ကနေ US ဝင်အရန်နေတာပဲเนาะအရန်နေတာပဲပြီးတော့ US ကနေပြီးတော့ UK ကိုဗာပြန်ပေးတတ်နေတယ် UK ကအမေသားတွေကိုเนาะ US ကဝယ်မယ်ဆိုရင်အခုပေးစရာမလို13000 metric tons ဟာ UK ကဘယ် shop ပေးတဲ့ထက် ဒေါ်နယ်ထရန့်ပါလေအေးငါ့အမေရိကန်လူတွေမင်းတို့ဗြိတိရှဗြိတိရှအမေသားဝယ်စားမှာဆိုရင်တတင်းတောင်စမဲထွတ်တန်အထိအခွန်ပေးစရာမလိုဘူးဟာအယောဘလို့လို့မလဲ US ရလေတမားတွေရအစတာမထင်တာအခုမတာပြန်ဘူးဘာကြောင့်ဆိုတော့ UK ကအမေသားနဲ့ပိုဈေးသက်သာနေမှာဆိုရင် US ကအမေသားကိုဝယ်ဝယ်တော့မလားအခွန်လည်းမကောက်ဘူးလေ ယူကေကနေပြီးတော့လှမ်းပြီးဝယ်လို့ရအခုပေးစရာမလိုဟာ US ကလည်းတမိုင်းနစ်တာပြီโอเคโอเคအဲ့တော့တခြားတနေရာမှာဘာရှိလို့မလဲနော် US ကတာလာ Donald Trump ကအရန်တော်တယ်ဆွေးနွေးကအရန်တော်အရန်တော်အမြဲတမ်း great deal great deal ပြောနေတော့ဘယ်လောက်တာကြည့်တာမ UK က Ireland စီကမဝယ်တာအမဲတော့အများစုကနော်70%အမဲတာ Ireland နီးနီးနဲ့ပဲ Ireland စီကဝယ်တာ တခြားဟာတွေက EU ဆီရလာတယ်ဆောက်အမေရိကန်ဆီရလာပြီးဘရာဇီးလာဒီမှာအမေ not america us ရောမပါဘူး us ရောမပါဘူးဟာဟာပါပါပြီအရန်တော်လာပါဘွာနော် president trump အရန်တော်လာပါဘွာ us ရောပဲအပေးကြီးပဲနော် uk ရောပဲအများကြီးယူပါတယ်ပြီးတော့ပိုဆိုးလာ trade surplus ဖြစ်နေတာနော် trade deficit ဖြစ်နေတဲ့နိုင်ငံမဟုတ်ဘူးအဓိက trade deficit ဖြစ်နေတဲ့နိုင်ငံတွေရှင်း အဓိကတိုက်ရမှာ trade deficit ဖြစ်နေမှာမက္ကဆီကိုရှိရယ်တရုတ်ရှိရယ်ဂျပန်ရှိရယ်ဂျာမနီရှိရယ်စောက်ကိုရရှိရယ်အိန္ဒိယရှိရယ်နော်ကနေဒါရှိရယ်ဒီမှာဆိုရင် United Kingdom က USA ကပစ္စည်းကိုပို့ပြီးဝယ်တယ်အဲ့ရောအခုကကိုက United Kingdom အများကြီးကိုပေးလိုက်ပြီအခုလျှော့လိုက်တော့ကြောင့်နောက်ပတ် USA ကသူတွေ UK ကနေပို့ပြီးဝယ်တော့မယ် အဲ့တော့ trade surplus မဖြစ်တဲ့အပြင်တော့ trade deficit ဖြစ်ဖို့ကိပုံမများနိုင်ဘူးလားစဉ်းစားနော် President Trump အဓိကလှုပ်ချင်တာကဒီလိုမျိုး negative trade deficit ဖြစ်နေရတယ် positive ဖြစ်အောင်လှုပ်ချင်ဟုတ်လားမအခု UK ကသူပေးလိုက်တဲ့ဟာကြီးအများကြီးပဲရတာဘာမှမရှိဘူးအဲ့တော့ဒီလိုမျိုး positive surplus ဖြစ်နေရမှာ negative မဖြစ်နိုင်ဘူးလား စဉ်းစားတော့နောက်ဘယ်နှစ်နှစ်ကြာမှမီးနောက်နှစ်နောက်နှစ်နှစ်သုံးနှစ်စောင့်ကြည့်တတ်တော့ဒါ deficit ဖြစ်သွားမှဆိုရောအရန်တော်တာဗော President Trump နော်အစက positive ဖြစ်နေအောင်မှာ negative ဖြစ်သွားမှ deficit ဖြစ်သွားမှဆိုအရန်တော်တာဗောပလေးတက်ရောက်ဘယ်လိုသဘောရပါလဲဒီကိစ္စမှာ President Trump နော်ဘာတွေများအမှားလုပ်မိပါလဲနော်ကိုမအောင်မှာရေးထားပါကိုမတိရဲ့အရာတွေများရှိနိုင်မှာ နော်ဒီရောက်လွယ်လွယ်လေးပဲ UK နဲ့ဆွေးနွေးရအရန်လွယ်တဲ့ဟာနော်အရန်မခက်တော့ဒီ UK က USA စီရတဲ့အများကြီးဝယ်တယ်နော် UK ရဲ့ export ဈေးကွက်အကြီးဆုံးက USA ပဲဒီဒီထက်လွယ်တာဘာမှမရှိအောင်ဒီရောက်ပြောအင်္ဂလိပ်စကားပြောတယ်အင်္ဂလိပ်စကားပြောတော့ negotiate လုပ်တာပိုလွယ်နော်အင်္ဂလိပ်စာပဲပြောတော့နိုင်ငံနိုင်ငံပြီးတော့အရန်ရင်းနေတဲ့နိုင်ငံတွေအဲ့ဒါအောင်မှပဲစီထွားမှာအနံရအောင်မလုံတာဘူးဆိုရင်တခြားနိုင်ငံရေဆိုရင် နိုင်မယ်ထင်ပါတလားကိုမအမရေးထားပါโอเคအဲ့တော့ဇလန်းအကောင်းနေပြီဇလန်းကောင်းပြီโอเคဒါပေမဲ့ तू ပြောတာတခုတော့အများနဲ့မှန်တယ် तू ဘာပြောလဲသိလားဘာပြောလဲဆိုတော့ဟာဒီတခုတော့ဆရာရန်တဘောကြ तू ပြောအားလုံးတော့မရှိမြဟာအားလုံးဘာလဲဆိုတော့ဒီဗီဒီယိုကြည့်တာကြည့်ပါတည်တယ် you better go out and buy stock now. Let me tell you, this this country will will be like a rocket ship that uh, goes straight up. Stock share way တဲ့เนาะ Stock share way တဲ့အမှပြောဒီနေ့ပြောတာဟာအရန် USA ကအရန်ကောင်းတဲ့အတွက်ကြောင့်เนาะဒုံးကြီးကိုတက်သွားမယ်တဲ့ Stock share way တဲ့အဲ့လားတော့မှန်ပါတယ်အဲ့လားတော့မှန်ပါတယ်เนาะ အာဥပမာဆိုဒီမှာဆိုရေးဆရာဆိုရေးစတော့ရှယ်ယာဆိုရေးတလားထက်မှတသိန်းကျော်မြင်တာအေးစစ်ပဲเนาะဒါ100%ကိုယ့်အိတ်ထဲဝင်တာဘာမှတိတ်ပြီးတော့အရင်နည်းမရှိဘူးဘာရေးဘာပဲရေးရဆိုပညာပဲရေးရပညာနဲ့ experience ပဲရေးစရာတော့တနေ့နှစ်နာရီသုံးနာရီနဲ့တပတ်အောင်၅ရက်တလားဆိုရက်လက်စဲကြိုက်တဲ့နေရာမှာလုံးရကဘာပတ်ရည်လုံးရတမိသားစုကိုကဘာပတ်ခီးခေါ်ပါရေလုံးရ USC မှာနေရလူဆိုရင်တနေ့30နဲ့အောင်စောင်းရ နော်အကောင့်လေးဖွင့်လိုက်လို့လက်ဖြောက်တင်လိုက်အရန်လွယ်တယ်ဒီတက်ကောင်းရဒီရဲဆိုမရှိဘူးနော်တရားစရာကိုဘွားရလက်ဖြောက်တင်အောင်ပြောင်းတဲ့နိုင်ရဲ့အရာပါတယ်ဆိုတော့အကောင်းဆုံးစီးပွားရေး stock investing call option put options advanced option day trading movement stock ဒေါ်လာတန်းချီတန်တဲ့ပညာနော်ဒါတလာထဲနဲ့ဆရာဒေါ်လာတသိန်းရစဉ်းစားကြည့်ဒီပညာတက်သွားမဆိုရင်တက်တန်းဘယ်လောက်ကျန်နေလဲ100နဲ့ကျန်တာ120ကျန်တာ130 40တွက်ကြည့်လိုက် မီလီယံချီရဲ့တန်ဖိုးရှိတဲ့ပညာတွေကိုဒေါ်လာထောင်ချီသေးတဲ့တင်ဝရလက်ဖြောက်တည်လို့ဒီထက်ကောင်းတဲ့ဒီရမရှိတော့ဘူးเนาะအဲရပြိတ္တကိုအကောင်းဆုံးဒီရကိုရချင်ဆိုရင်ဒီတင်တန်း၅ခုကိုတစ်နှစ်တည်းမှာစရင်တွင်းတယ်မှာလင့်နေကို YouTube ဗီဒီယို description နဲ့ comment မှာပေးထားပါတယ်ဒီနေ့စရင်တွင်းပါရင်ဒီနေ့စပြီးတော့ပညာတင်ဝရပါပြီစောစောတင်နေနေစောစောအောင်မြင်လာဖို့ဂိမ်းပို့ပြီးတော့ များလေတယ်ပါအဲ့ဒါကြောင့်နောက်မကြပါစေနဲ့အချင်းဒီနဲ့ထပ်တက်လိုက်တယ်ခေါင်းချင်းတက်လိုက်တာပိုရချိုးရင်းရှိတယ်။ကြာမျိုးပိုကောင်းပါလား။တဲရပိုကောင်းလဲဆိုတော့ဆရာကနင်အက်ထရမ်နီအက်ထရနယ်ငါးလမ်းနီးလမ်းငါးလမ်းရှိရ။အဲ့ဒါတွေကသူအကြိုက်ဆုံး။ဒီကောင်တွေကအရင်ထိရောက်တယ်။ကြင်အဲ့လိုကြီး expect မဖြစ်ပေမဲ့ဆရာရဲ့ဒီအက်ထရင်ပါလဲအက်ထရမ် ်ဟာတွေကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးလောဘာမှနားမလည်တယ်နော်ဆရာပြောတဲ့အတိုင်းပဲ line လုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိချတိုင်းလုပ်တယ်လောကအရှုံးမရှိ Hello ဆရာ CIS store share collecting တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှတော့ CIS အပေါ်တခါလေးမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ အသေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရီစင်မှာတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နီးနေနေလေးနဲ့အမြတ်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစိုးပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ဒီမှာဆရာဒီတန်းတဲ့ရည်ရနဲ့တလားအတွင်းမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်ကြပါဘူးအခုတော့အဲ့လိုမြရလိမ့်ဆရာရည်ဆရာကျေးဇူးပဲဒီ new year လိုက်လေးနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်တွေ့နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့ store ရှိတဲ့နံပါတ်တင်နံတက်ပြီးတော့ကျွန်တော်အခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာတဲ့တင်နံကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလုပ်တဲ့အတွက်ကြောင့်ပေါ့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာရိရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာရဲ့ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှအများအများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ